စော်လေးတွေထားပြီးတော့အစလံဘာသာကိုကိုးပြီးကိုးခွေနေတဲ့မိုင်းပုံးဆရာတော်ဖျားကြီးကိုတည်သူဆရာတော်ဖျားကြီးလေးတဲ့ဆော်ပါပြီ။မနေ့ကဘာချုပ်ဆရာတော်ဖျားကြီးကမိုင်းပုံးဆရာတော်ဖျားကြီးကမိုင်းပုံး3000ရှိတဲ့ငကားကြီးအကြောင်းကိုလိန်လေဟောကြားခဲ့တာနဲ့ပတ်သက်ပြီးဘာချုပ်ဆရာတော်ဖျားကြီးရဲ့စုဆုံးမချက်တွေကိုတည်သူတွေကိုပြည်သက်တွေကိုကျွန်တော်ရဲ့ချင်းနေမှာသင်စာပြပါပြီ။ဒီနေ့မှာတော့တည်သူဆရာတော်ဖျားကြီးကိုရင်းကမိုင်းပုံးဆရာတော်ဖျားကို လမ်းမကိုလာဖို့လမ်းမကိုဒကာဒကမတွေကိုမခေါ်ဆောင်သွားဖို့ပြောသွားတဲ့ကိစ္စကိုသင်ဆပေးပါမယ်။မိုင်မူဇာရိုပြားကြီးဟာအင်မတန်မှယခုချိန်မှာသူ့ရဲ့လောက်ရတဲ့ဂုံလုံးကပေါ်ပေါက်လာခဲ့ပြီးသူဟာရှမ်းပြည်နယ်မှာပဲအေးအေးဆေးဆေးနေပြီးတော့ဒီကိုမလာလိုက်ရင်တော့ကောင်းပါအခုတော့သူ့ရဲ့ကိစ္စတွေကဂုံလုံးပေါ်လာပြီ။မိုင်မူဇာရိုပြားကြီးဟာမြန်မာပြည်တွင်တဲမှာရှိတဲ့ပလီတွေကိုသူ့ရဲ့အလှူငွေတွေကနေစောက်ပြီးနေတာဖြစ်ပြီးတော့သူဟာ ဒီမြန်မာပြည်တွင်းတွေကိုမြေတားပူပူလာတဲ့အချိန်မှာလူနှက်မခံနိုင်လို့တရားကျင့်ကြံမယ်ဆိုပြီးဗလီတဲကိုဝင်ရောက်သွားခဲ့ကအစလမ်ဘာသာဝင်တွေကိုဝေတဲ့ဖျားကိုတွားရောက်ကိုဝေခဲ့တာလေးဖြစ်ပါရီဒါကြောင့်အခုချိန်မှာလူပြောများနေတာပါဒီတကားကျတော့သူဟောခဲ့တဲ့တရားတွေကဘုဒ္ဓတရားနဲ့လည်းမညီဘူးအိပန်တရားနည်းလည်းမညီတာဖြစ်တဲ့တော်ရဟန်းတွေရောတိတူဆရာတော်ဖျားဘာကျုပ်ဆရာတော်ဖျားကြီးတို့ကိုယ်တိုင်ကတဲပဲဆုံးမနေပြီလေဖြစ်ပါရီ။မိုင်ဘုံဆရာတော်ဖျားကြီးကအင်မတန်မှအချင်းဝါမြန်မာရည်သူပါ။ဒါမှမဟုတ်ရင်တော့ကိုယ်ဝေခဲ့တာဖြစ်တဲ့တော့ မိုင်းပုံဆရာတော်ဖျားကြီးကအင်မတန်အမလူသီးများရိအခုလိုမျိုးလူသီးများရိသူကပြည်သူတွေကိုဂျင်းထည့်နေတာတော့ဘယ်ဟုတ်မလဲအစလမ်ဘာသာကိုခိုးပြီးတော့ကိုးွယ်ပြီးဒီဘက်မှာတော့သူကဗုဒ္ဓဘာသာဆိုပြီးတော့ဂျင်းထည့်နေတာဖြစ်တယ်ဒီကားကျတော့မိမကိစ္စတွေလည်းရှုံနေတာဖြစ်တဲ့အတွက်ဒီလူဆရာတော်ဖျားကြီးကိုတည်းကမနေနိုင်တော့ဘဲနဲ့မိုင်းပုံဆရာတော်ဖျားကြီးကိုလမ်းမကိုလာဖို့တော့ဒီကနေ့မှပဲပြောသွားခဲ့တာပဲဖြစ်ပါရယ်နော်